ကိုင်းတဲ့ကိုကြည့်ရှုအားပေးနေကြတဲ့မိဘပြည်သူညီကောင်မများအားလုံးပဲမြင်ကြပါခင်ဗျာဒီကနေ့မှာတော့တာဝန်နာနဲ့ပြည့်ရှိဆုနာမတိဇေဒီတော်ကိုယေစုပူဇော်တဲ့မိဘုံများပြုလုပ်နေတဲ့မြေခွေများတာဝန်နာနဲ့ပြည့်တွင်မေတော်မိနတ်တော်ကိုအပိဓမ္မာတရားဟောကြားပြီးလူပြည်သူပြန်လည်ကြောက်ချီလာတဲ့မြတ်စွာဘုရားကိုယေစုပြီးပူဇော်တဲ့အနေနဲ့ထုံးညိတဲ့မိဘုံပြန်ကလေးတွေကိုပြုလုပ်တဲ့မြေခွေများကိုမိဘပြည်သူများသိရှိစေနိုင်ရန်ကျွန်တော်တို့စကိုင်းနဲ့ပတ်သင်ဗီဒီယိုအဖွဲ့သားများကရိုက်ကူးတင်ဆက်ပေးတော်မှာဖြစ်ပါတယ်ခင်ဗျာ ီးပုံပြန်ပြုလုပ်ဖို့အတွက်ပထမဦးစွာကုန်ကျန်းအဖြစ်ပလတ်စတစ်ကိုရန်ကုန်မှာမှာယူရပါတယ်။မီးပုံပြန်ပြုလုပ်ရန်လိုအပ်သည့်အနေအထားအတိုင်းပလတ်စတစ်ကိုဖြတ်တောက်ရပါတယ်။ လတ်စတစ်ပြုလုပ်ပြီးတော့မီးပုံကိုတည်းပြုလုပ်ရန်ဘေးဘက်တို့အပူဖြင့်လတ်စတစ်ကိုကပ်ကပ်ပါတယ်အဲဒီနောက်မှာတော့ထိတ်အောင်နဲ့အောက်ဖိတ်ပြုလုပ်ရန်ငိုပြုလုပ်ထားသောအဝိုင်းဖြင့်ပလတ်စတစ်ကိုမြညာစွာဖြတ်တောက်ရပါတယ်အဲ့တော့ဒီဘုံကိုယ်တန်းနဲ့ထိပ်ပိတ်အောက်ပိတ်တို့ကိုသွတ်ဆက်ပေးလိမ့် မြန်မာလူမျိုးတို့သာဝန်တာနဲ့ပြည်တော်လွတ်တင်ပြုဆိုတော့ဒီဘုံပြန်တလုံးရရှိပါတယ်ဒီဘုံပြန်ပြန်ဆိုတော့လွတ်တင်ရန်ဗီဇာကိုလည်းပြုလုပ်ရပါသေးတယ်ဗီဇာပြုလုပ်ရန် ပေါ်ပါပြီဒီဆုပ်ယူနိုင်စွာကောင်းမွန်သည့်ဉာဏ်ရိုးကိုအသုံးပြုရပါတယ်ပထမဦးစွာညံရိုးကိုမိစွာအတွက်လိုအပ်တဲ့အရွယ်သားတိုင်းပြီးဖြည့်ရပါတယ်။အဲဒီနောက်မိစွာကိုကြာရှည်စွာ လောင်ကျမ်းလိုက်စီရန်ပြောင်းရည်တဲ့ထက်ပြုတ်ရပါတယ်အဲ့တော့ဖျောင်းရည်ဝပြီဆိုရင်ဆယ်ယူပြီးအေးခံရပါတယ်အဲ့တော့မှာတော့ဖျောင်းရည်စိန်မိသားညံရိုးကိုမီးစာပြေရောက်ရှင်ရန်မီးစာကြိုးလေးတွေထည့်ပေးရပါတယ်ခင်ဗျာ ဗီဇာကြိုးလေးတွေထည့်ပေးပြီဆိုရင်တော့လိုအပ်တော့ပြီးဖို့ပြန်အတွက်ဗီဇာကိုရရှိပါရခင်ဗျာအဲ့ဒီနောက်မှာတော့မိဘုံကိုယ်တိုင်နဲ့ဗီဇာကိုအတူထုတ်ပို့ပြီးပူဇော်ရအနှစ်ဖြစ်တော့မြန်မာတို့ရဲ့ယူရာဗီဖို့ပြန်တစ်လုံးကိုရရှိပါတယ်ဟိုမိဘုံလုံငါကိုကြံခဲ့တဲ့15နှစ်လောက်ကနေစလုပ်တယ်ဒါရယ်အဲ15နှစ်လောက်မတိုင်ခင်ကဒီရန်ကုန်ကိုစောက်တက်ဝယ်ရင်းနဲ့စောက်ဝယ်ရင်းနဲ့အဲ့မှာကလေးတွေစောက်ဆော့ဖို့ဆိုပြီးတော့ မိဘုံအဲ့မိဘုံလေးတွေဝဲလာတယ်လဲပြီးတော့ဒီဟာကိုဖြက်ပြီးအန်တီကမိုးယူလိုက်တယ်ယူလိုက်ပြီးတော့ကိုကအကြံပြန်လှုပ်ကြည့်လိုက်ပေါ့နော်လှုပ်ကြည့်လိုက်တဲ့ခါကျတော့မိဘုံအောင်မြင်သွားတယ်အောင်မြင်တော့အစာကိုဟိုလိုချင်တဲ့ခါကျတော့အစာကဘယ်လိုလှုပ်ရမှန်းမသိဘူးအန်တီမှာမလုံးကတော့ညံရိုးဟိုညံရိုးကိုလည်း လောက်မှမသိသေးတော့ဂုံချော်ရိုးတွေနဲ့ဒီကဆေးဆိုးပြီးလှုပ်တယ်လှုပ်တဲ့အခါကျတော့မိဘကတက်တယ်ဒါပေမဲ့လူမကြိုက်ဘူးသားရယ်ဒါတော့ဆိုတော့ဒီအယောင်လေးဆိုးထားတာသူတို့မကြိုက်ဘူးသူကရန်ကောကယူတဲ့ဟာအဖြူတယ်ဆိုတော့အန်တီကလည်းအဖြူတယ်ပဲလှုပ်စေခြင်းနဲ့အဲ့တော့အန်တီကဖျားပွဲတစ်ခုမှသွားတွေ့တယ်ညံယူပြီးဖျားပွဲမှာပေါ့နော်ပြီးညံယူတွေရောင်းတော့အဲ့အယူအဆဆိုရင်ပေါ့တော့လေအန်တီကဒီထားကိုလှုပ်လို့ရမယ်ဆိုပြီးတော့အန်တီကအဲ့ဒါကိုပြီးမှသွားသွားယူရတယ်ယူပြီးတော့ဖျားအောင်အတွင်းနဲ့အတွင်းပြီးတော့မှအဲ့မှာ တက်ကြတဲ့ခါမြေပုံတက်တယ်တက်တဲ့ခါကျအဲ့ဒါနဲ့ပဲအသုံးပြုလိုက်တယ်ပေါ့နော်ဒီရဲ့ချက်ကတော့တာရဲ့ဟိုအန်တီးကဟိုကောင်းတဲ့လုံငါကိုလှုပ်ရှင်တာပေါ့နော်တာအများတန်းဒီတာဝရင်နာနဲ့ပြာဟိုစာပေါ့နော်အဲ့ပါလေဖရာကိုမဲမဲရမီတန်တာနဲ့ဖရာကိုပူဇော်ရှင်တယ်လေအန်တီးကအဲ့လိုပူဇော်ရှင်တဲ့ခါကျအန်တီးမြေပုံတောင်းပြုလို့ရှင်ဒီတောင်းကပူဇော်ပြီးသားဖြစ်တယ်။အန်ဒီကလည်းစိတ်ခဲရရည်ရွယ်ပြီးတော့ပူဇော်ပြီးတော့ပဲလုပ်တယ်။လုပ်တဲ့ခါကျတော့ဒီဒီဘုံတွေကအားလုံးကုန်တယ်။ အန်ဒီရပြီးပုံပါလေလုံးတလောက်ကုန်တယ်လုံးတော့အဲ့တော့အောင်မြင်လာတဲ့ခါကျအန်ဒီကတိုး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 ပြီးလှုပ်ချင်တယ်လုံငန်းကတော်တော်ကြီးပွားလာတယ်ပေါ့နော်ကြီးထွားလာတယ်ပေါ့အဲ့လိုမျိုးပြီးပုံကတော့ဒါရဲ့ဟိုအလက်ကဲငယ်ရဲ့အကြီးရဲ့ပေါ့၃မျိုးလှုပ်တယ်အကြီးရဆိုလို့ရှိရင်၈ပေလောက်ရှိရတာ၈ပေအလက်ကဆိုလို့ရှိရင်၄ပေခွဲရှိတယ်အငယ်ရဆို၃ပေခွဲရှိရတာဒီ၃၃ဆိုင်ကိုလှုပ်တယ်ပေါ့ဈေးနှုန်းလေးကအငယ်ရဆိုလို့ရှိရင်200အကြီးရ250ဟိုအကြီးဆုံးဆိုရင်1500တာအဲ့ဒါအန်ဒီကဖောက်တဲ့ကြီးပေးတယ်စီ မိဘုံကတော့တာရဲဟိုထိတ်ဝိုင်းတစ်ခုကိုနမူနာညှက်ထားတာပေါ့အဲ့ထိတ်ဝိုင်းနဲ့နှစ်ခုပဲညှက်ရတယ်ဒါထိတ်နဲ့အောက်ကဘိတ်နဲ့ဟိုကတ်မိဟိုဆိုဖျောင်းနဲ့ကတ်ဖျောင်းနိုင်နဲ့ကတ်ပေါ့နော်ဖျောင်းနဲ့နဲ့ကတ်ပြီးတော့နောက်ကတန်ကျိုးတွင်တွင်ပြီးအောင်ပြီးသွားပြီမိဆုံးတလုံးကဘလောက်မှမခက်ဘူးတာအချိန်နဲ့မကြဘူးတနေ့ကိုတို့လုပ်လို့ရှိရင်အလုံး200ပြီးတယ်အလုံး200ဆိုလို့ရှိရင်တို့က9000ရရတယ်ဒါလည်းလောက်ကတနေ့ကိုအဲ့တော့အန်ဒီကအိမ်မှာမလုပ်ခိုင်းဘူးတို့ရဲ့အိမ်မှာချိန်ရင်းပြောင်းနေတဲ့လောက် ဆိုပြီးအန်တီပေးလိုက်တယ်ပေးတဲ့ခါသူတို့တနေ့ကို900ဟို900ရရလဲရတယ်တခါကြီးကသူတို့မလုံနိုင်တဲ့2500ပဲရတယ်အလုံး200အောင်အန်တီက900ပေးတဲ့အတွက်ကြောင့်မသူကတနေ့ဝင်ဝင်ရသူတို့900ရတယ်မိစားကျတော့ဒါရဲ့အဲ့ဟိုကုန်ကျန်းကိုပြီးရနေယူလာတယ်အရာအချို့ဟိုညာရိုးချောင်းရှည်ရေပေါ့အဲ့ဒါကိုတထွားလောက်တွေဖြတ်တယ်ဖြတ်ပြီးတဲ့ခါကျရရှင်ဟိုဖျောင်းရည်နဲ့ထည့်ကျူရတယ်ကျိုးလဲပြီးတော့ထိတ်ကမိစားလေးတွေတားရတယ်အဲ့ဒါအလုတမသီးတန်ရှည်ရတာအဲ့ဒါအဲ့ဒါလုတ်ပြီးပြီးသွားပြီကောင်းကောင်းငယ်ဟို အဲ့ဒီမိဘုံတလုံးတက်သွားလို့ရှင်အန်တီရင်မကအောင်အန်တီစီမှာဝဲလွတ်တဲ့လူတယောက်ကစိတ်ဆန္ဒရတယ်အဲ့လိုပဲတလုံးလွတ်လို့ရှင်ကောင်းကင်ဘုံတက်တာသူတို့ရမ်းပြောတယ်နောက်တလုံးထောက်ဝဲအဲ့လိုစိတ်ရှိတယ်အန်တီကလည်းဒီတလုံးတက်သွားလို့ရှင်ကိုတလုံးကအောင်မြင်တဲ့အတွက်ကြောင့်နောက်ထပ်အလုံးပေါင်းများစွာကိုအန်တီကလွတ်ချင်တယ်အဲ့လိုမျိုးအခါကျတော့ဖခင်ကိုလည်းပူဇော်ပြီးသားဖြစ်တယ်ဒါမမရိုးရလေဟိုတုန်းကအစစ်အဆက်တို့ဘူးတွေဘာတွေလက်ထက်တည်းကအန်တီဆိုအမြဲနဲ့အပြောင်းခံရတယ်မိဘုံမြန်ဥကျော်ရဲ့ဘာတော်လဲဆိုပြီးအမြဲပြောခံရတယ် ဲ့ဒါအဲ့လိုမျိုးပေါ့သူတို့ရဲ့ asset အတွက်အန်တီကပြိုးပြီးတော့မျိုးဆက်ယူတယ်လို့ဖြစ်နေတာလေမျိုးဆက်လို့ဖြစ်ပြီးတော့အဲ့ဒါဟိုတုန်းကဆိုရင်လာတဲ့နိုင်ငံခြားသားတွေလာပြီးတော့လေအန်တီစီမှာယူပြီးသူတို့မလွတ်တတ်ဘူးလွတ်ပေးပါဆိုလို့အန်ဒီကလွတ်ပေးရတယ်သူတို့သူတို့ပတ်စံပေးတယ်ဒေါ်လာနဲ့ပေးတယ်ပေးပြီးတော့အရှိမသူတို့ရှိတယ်အန်ဒီကလွတ်ပြရတယ် အဲသူတို့ကပီတိဖြစ်တယ်သူတို့အဲ့လိုမျိုးအဲဒါအဲတနင်းကျွရောက်တန်းရောက်တန်းရအန်ဒီယာမိဘုံအလုံးတစ်ထောင်တထောင်ပြီးလို့ရှင်တထောင်ကအန်ဒီယာပူဇော်ပြီးသားဖြစ်သွားတယ်เนาะတထောင်ပြီးရင်တထောင်ပူဇော်ပြီးသားဖြစ်သွားတယ်အဲ့ဒါအဲ့ဒီပီတိကအန်ဒီယာကုသိုလ်ရတဲ့အလုပ်ကိုလုပ်တဲ့အတွက်ကြောင့်မလို့အရန်ပီတိလည်းဖြစ်တယ်ဝမ်းလည်းတာတယ်ဟိုဒီလုံငန်းကိုလည်းအန်ဒီနောက်မဆုပ်ဘူးရှေ့ဆက်ပြီးလုပ်မယ်လို့စဉ်းစားထားတယ်တာ မိဘပြည်သူများခင်ဗျာတာဝန်နာနဲ့ပြရှိစုနာမဏိဇေဒီတော်ကိုပူဇော်ရန်မိဘုတ်ပြန်တလုံးရရှိပြီနော်မိမိတို့အိမ်ရှိတွင်စီမီပူဇော်ရန်ဖားရှိလေရှိသောမိဘုံကလေးတွေပြုလုပ်နေပုံကိုလည်းကျွန်တော်တို့ Skype နဲ့ပတ်သင်ဖွဲ့သားလေးကဆက်လက်ပြီးရိုက်ကူးတင်ဆက်ပေးသွားပါအောင်မယ်ခင်ဗျာမိဘပြည်သူများခင်ဗျာထုံမိခုံကလေးပြုလုပ်ရန်အတွက်ဝလုံးမှာဘွားကိုလိုအပ်တဲ့အနေအထားရရှိအောင်ပိုင်းဖြတ်ပြီးအချောတက်ကြပါရစေ။ အချောတပီရရှိလာတဲ့ဝါကိုစောင်းဝိုင်းကလေးဖြစ်အောင်ပြုလုပ်ရပါတယ်။စောင်းဝိုင်းကလေးကိုမီးပုံးပွင့်ရအောင်ခြေသွင်းမီးထွန်းညွေရအောင်ပြုလုပ်ရပါသေးတယ်။စောင်းဝိုင်းကလေးနှစ်ဝိုင်းရပြီဆိုရင်မီးပုံးပွင့်ပြုလုပ်ရတဲ့စီစီစက်ကူနဲ့ကော်ဖီရောရီကဲ့ရပါတယ်။အရင်တော့မှာတော့စီမီထွန်းကြီးရဲ့အတင်ဖြစ်သောမီးပုံကလေးကိုရရှိမှာပဲဖြစ်ပါတယ်။အရင်တော့မှာတော့ကျွန်တော်တို့ Sky နဲ့အဖွဲ့သားတွေက ကလေးတွေတွန်း၍ပူဇော်သောလက်သုံးမီးပုံးကလေးအကြောင်းကိုမေးမြန်းခဲ့ပါသေးတယ်။လူငယ်အနည်း30တဲ့လောက်တာ။နည်း30တော့ရှိပြီ။အဲ့ဒီလောက်လောက်တာ။ဒီကုမျိုးတန်းကဆန်ရှိတယ်။ဆန်ရှိတော့တန်ယူတော့ပထမရန်ကုန်တဲ့နောက်ပိုင်းကိုယ့်ကိုလောက်တာအဲ့ဒါစပြီ။နောက်တော့ဝါကိုခွဲဆက်ပြီးတော့ဝါကိုဓမောက်နဲ့ချောရတယ်။ချောပြီးတော့ဝါကိုဖျားရတယ်။ဖျားပြီးကိုလူချင်းရဲ့ဒီဇိုင်းကိုထုတ်ပြီးတော့ဟိုပြုတ်ချိုးရတယ်။အဲ့ဒါတော့ပုံစံပုံစံတုံးနဲ့ရိုက်ထုတ်ရတယ်။ရိုက်ရိုက်ပြီးထုတ်ရတယ်။တူရဲကြီးက ဟိုတထောင်ရောင်းတယ်ဂျိုဂျိုကားတော့ယုံတော့တထောင်ရောင်းတယ်ဟိုဟယ်လီကော်ပတာတော့ကတော့ထောင်900ညောင်း200ရောင်းတော့တတော်ဥစဉ်တဲ့စကားကတော့ကိုလောက်တာတော့ကြာရောပဋိမာပတော်ဘူးလောက်တာပဲဒီလုံငန်းလက်သုံးမိဘုံကလေးတွေရဲ့အဓိကအခြေခံကလည်းမိဘုံပြုတ်လို့တဲ့စဝိုင်းကလေးတွေပဲဖြစ်ပါတယ်စဝိုင်းကလေးတွေကိုပူရအချိန်မှဘိမ့်တဲ့ပြီနော် လက်သွန်းလဲယူကလေးရဲ့အယိုးကိုရရှိပါတယ်အဲ့ဒီတော့မှာတော့မိဘောင်းကဲ့သို့ပဲလက်သွန်းလဲအယိုးကလေးတွေကိုစီစဉ်ဆက်ကူနေကပ်ပြီးပကြီဆွဲပြီးလျင်ကလေးတွေသွင်းပြီးပူဇော်သောလက်သွန်းလဲယူကလေးကိုရရှိပါတယ်ခင်ဗျာ မိဘပြည်သူများခင်ဗျာဒီကနေ့မှာတော့တာဝန်ဓာတ်နယ်ပီရှိဆွန်နမဏိဇေတိတော်ကိုပူဇော်သည့်မိဘုံကလေးနေနဲ့ဘုရားမြတ်စွာဘုရားတာဝန်ဓာတ်နယ်ပီမှာလူပီတို့ပြန်လည်ကြွရှိစဉ်သက်လာသည်ကိုယေရှုပူဇော်သည့်မိဘုံကလေးတွေအကြောင်းကိုကျွန်တော်တို့ Sky နဲ့ပတင်ပြုလို့ဖွဲသားတွေကရဲကူးတင်ဆက်ပေးခဲ့တာပါကြည့်ရှုအားပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးတင်းကျပ်ကာလမှာစိတ်အိတ်ချမ်းသာခြင်းကိုယ်အိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းယေရှုအထူးပင်သင်ရှိပါခင်ဗျာယေရှုတမန်ခင်ဗျာ